မင်္ဂလာပါခင်ဗျာ ACC ကွန်ပျူတာသတင်းမှကြိုဆိုပါတယ်ကျွန်တော်နာမည်နိုင်လေးပါကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့သင်ခန်းစာလေးရတော့တော့ဘောနော်ကွန်ပျူတာအရှိန်အသမားတွေအတွက်မြန်မာစာလက်ွက်တဲ့လေ့ကျင့်သင်ခန်းစာလေးရဲ့အင်္ဂလိပ်စာလက်ွက်လေ့ကျင့်တဲ့သင်ခန်းစာလေးကိုကျွန်တော်မျှဝေပေးသွားခြင်းပါတယ်ခင်ဗျာအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကတော့ software လေးနေရောအင်္ဂလိပ်စာဆိုလို့ရှိရင်ဒီ Typefaster ဆိုတဲ့ software လေးကိုသုံးပါမယ်နော်အဲဒီ software လေးကအသုံးလို့လည်းအဆင်ပြေပါတယ် ဟိုအင်းအစားလက်ွက်ကိုလည်းမြန်မြန်ဆန်းဆန်းနဲ့ဟိုကြွန့်ကျင်စေပါတယ်အဲ့တော့ကျွန်တော်ဒီ software လေးရေလည်းဒီ video လေးရဲ့အထက်မှာကျွန်တော် link လေးလေးနဲ့တင်ပေးထားပါမယ်နော်အဲ့တော့ဒီ link လေးကိုကတော့ download ပြသွားရဆိုလို့ရှိရင်ဒီ software လေးကိုလည်း install ပြလုပ်ပြသွားရဆိုလို့ရှိရင်ဒီ time faster ဆိုတဲ့ software လေးကိုဖွင့်လိုက်ပါနော်အဲ့တော့ software လေးကိုဖွင့်လိုက်ပါမယ်ဒီ software လေးကသူကဒီ user name ရဲ့ password ကိုထည့်ပေးရပါတယ်အဲ့တော့ကိုက user အစ်စ်ဆိုလို့ရှိရင်ဒီမှာအောက်မှာဒီ new user ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနော် ဒါပြတဲ့ဆိုလို့ရှိရင်ဒီမှာ user name ဆိုတဲ့နေရာမှာကိုအဲ့တော့ဒီမှာကျွန်တော် user 1လို့ရေးလိုက်ပါမယ်ဒီဒီအခါ password ကအနည်းဆုံးသုံးလုံးပေးရပါတယ်ကိုပေးခြင်းနဲ့ကနန်းပေးလို့ရတယ်နော်ကိုပေးခြင်းနဲ့ password ကိုပေးလို့ရပါတယ်အောက်မှာအောက်မှာလည်းအပေါ်က password ကိုပဲပြန်ပြီးတော့ထည့်ပေးလိုက်ပါ save user ဆိုပြီးတော့နှိပ်ပေးလိုက်နော်ဒီမှာ save new user ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ โอเคပြီးတော့လို့ရှိရင်โอเคဒီအဒီ log ရဆိုတဲ့နေရာမှာဒီနေရာမှာကိုယ့်ရဲ့ဆွမ်းနာပေးခဲ့တဲ့ user လေးရဲ့ password ကိုထည့်ပေးလိုက်လို့ရှိရင်ရပါပြီเนาะအဲ့တော့ password လေးထည့်ပေးလိုက်ပါဒီမှာ login ဆိုတာလေးကိုနှိပ်လိုက်နော်โอเคဒါဆိုလို့ရှိရင်ဆော့ဝဲလေးရပွင့်သွားပါပြီဆော့ဝဲလေးပြည့်သွားရင်ဒါလေး okay ဆိုပြီးတော့ပိတ်ပေးလိုက်ပါ โอเคဒီမှာကကောဒီအပေါ်ကစာလေးကိုကြည့်ပြီးတော့ရေးရမှာပါเนาะအဲ့တော့အပေါ်ကစာလေးကသိနေရဆိုလို့ရှိရင်ဒီမှာ increasing font size ဆိုတာသူ့ရဲ့ font size လေးကိုကြည့်လို့ရပါတယ်เนาะအဲ့တော့ font size လေးကိုကြည့်ပေးလိုက်ပါ font size လေးကိုကြည့်လိုက်မယ်เนาะကိုလိုချင်တဲ့နေထားကြအောင်ကြည့်လို့ရတယ်เนาะโอเคဒီကောင်လောက်ဆိုရင်အဆင်ပြေပါတယ်เนาะအဲ့တော့သူကဒီမှာ lesson သင်ခန်းစာအနေနဲ့ကဒီမှာ lesson 1နေပြီးတော့ဒီမှာ lesson 15ရက်ရှိပါတယ်เนาะ lesson 1နေ lesson 15ရက်ကို ကွာဟိုကျင့်သွားမယ်ဆိုလို့ရှိရင်ဒါအင်္ဂလိပ်စာလောကကိုကျွမ်းကျင်သွားပါလိမ့်မယ်နော်အောက်မှာလည်းသူကဒီမှာထပ်ဆောင်အနေနဲ့ထည့်ပေးထားပါတယ်ကိုလေ့ကျင့်တယ်ဆိုလို့ရှိရင်လည်းထပ်ပြီးတော့လေ့ကျင့်လို့ရကြပါသေးတယ်နော်โอเคသူကလေ့ကျင့်က lesson 1ဆိုလို့ရှိရင် lesson 1ကို0%နေပြီးတော့100ရာခိုင်နှုန်းထိကိုကြာပါတယ်နော်အဲ့တော့ကိုကနေပြီးတော့ဒီမှာရင်းရင်းနေတဲ့100အထိပြည့်သွားမယ်ဆိုလို့ရှိရင်ဒါ lesson တစ်ခုပြီးသွားပါပြီအကျရင်နောက် lesson တစ်ခုကိုကုလို့ရပါတယ်နော် တကယ်တော့ကလစ်ချင်ရင်တည်းကဒီမှာအတန်တွေပါပဲမကြားချင်ဆိုလို့ရှိရင်လည်းဒီမှာဆောင်း play sound ဆိုရင်ဒီမှာအတန်တွေပြစ်ပြီးတော့လေ့ကျင့်လို့ရပါတယ်เนาะဒီမှာလက်ွက်ကင်ပါတော့ ASDF ပြီး JKN semicolon နဲ့လက်ွက်ကိုကင်ပါမယ်เนาะအဲ့တော့ကိုကဒီအနီလေးကဒီအပေါ်ဆုံးက F ဆိုလို့ရှိရင်ဒီအောက်ကအနီအောင်လေးကိုနှိပ်ပေးလိုက်ပါ F ပြီးအဲဒီ ပါစပိတ်ပါဆိုတဲ့ဒီအနေအထားလေးကိုနှိပ်ပေးလိုက်ပါနော်ကီးဘုတ်ကနေပြီးတော့စပိတ်ပါလေးကိုနှိပ်လိုက်ပါပြီး JJJ စပိတ်ပါ JF စပိတ်ပါပါနော် JFJ โอเคအဲဒီပုံစံအတိုင်းလေးပဲလေ့ကျင့်ကြည့်ပါနော် lesson ဘာ0ပါစရနေပြီးတော့100ရာခိုင်နှုန်းထိပြည့်သွားမယ်ဆိုလို့ရှိရင်ဒါ lesson တစ်ခုပြီးသွားပါပြီအကြိမ်နောက် lesson ဆိုပြီးတော့ next lesson ဆိုတာလေးကိုရွေးပေးလိုက်ပါနော်โอเคဒါကတော့အင်္ဂလိပ်စာ လက်ွက်လေးပါနော် ငွေကိုအင်္ဂိစာလောက်ွဲကိုမလစ်ချစ်နေတဲ့မိတ်ဆွေတွေရှိရဆိုလို့ရှိရင်လည်းဒီ software လေးကိုဒေါင်းပြီးတော့လစ်ချစ်လို့ရပါတယ်เนาะကိုကလက်ွက်တွေနှင်းနေရဆိုလို့ရှိရင်လည်းဒီ software လေးနဲ့မြန်ဆန်အောင်လည်းလစ်ချစ်လို့ရပါတယ်เนาะ Okay ဒါဆိုလို့ရှိရင်ဒီအင်္ဂိစာလောက်ွဲလေးကိုလည်းရမယ်လို့ထင်ပါတယ်เนาะ Okay ဒါဒါဆိုလို့ရှိရင်ဒီအင်္ဂိစာ software လေးကိုပယ်ရတာမယ်เนาะ နောက်တစ်ခုကတော့မြန်မာစာလက်ကွက်ပါကိုကမြန်မာစာဟိုအင်္ဂလိပ်စာလက်ကွက်တော့ရရတယ်ဒါပေမဲ့မြန်မာစာလက်ကွက်မရဘူးဆိုလို့ရှိရင်လည်းမြန်မာစာလက်ကွက်လေ့ကျင့်ဖို့အတွက်ကျွန်တော် software လေးထည့်ပေးထားပါတယ်ဒီ software လေးကဒီမှာမြန်မာတိုင်းပင်ဆိုတဲ့ software လေးပါနော်ဟိုလေ့ကျင့်အဲ့တော့ကျွန်တော်ကဒီအလွယ်ကူဆုံးအအသုံးတည့်တဲ့ software လေးပဲထည့်ပေးထားပါနော် okay အဲ့တော့မြန်မာတိုင်းပင်ဆိုတာလေးကိုနှစ်ချက်ဆက်တိုင်းနေပြီးတော့ဖွင့်လိုက်ပါနော် โอเคဒီပုံစံတိုင်းလေးပေါ်ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ကနေပြီး keyboard ကနေပြီးတော့ဗောနော ESC ဆိုတော့ဟိုတောင်းပါဗောနော function key နဲ့လေးရောက် F1 share ESC ရဲ့ C လေးကိုနှစ်ချက်ဆက်တိုင်းနှိပ်ပေးလိုက်ပါโอเคဒါဆိုလို့ရှိရင်ဒီမှာလက်ကွက်လေးပေါ်လာပါလိမ့်မယ်เนาะအဲ့ကြလို့ရှိရင်ကိုကဒီမှာသူ့လက်ကွက်ကခြင်ပါဆိုလို့ရှိရင်သူကဒီမှာ ASDF JKN semicolon လေးနဲ့ပဲခြင်ပေးပါเนาะအဲ့တော့ဒီအဝါလေးကိုပျောက်သွားအောင်တို့ကျွန်တော်ကနေပြီးတော့ keyboard ကနေပြီးတော့ သုံးချက်လောက်နှိပ်ပေးလိုက်လို့ရှိရင်ရပါတယ်เนาะသုံးချက်လောက်နှိပ်ပေးလိုက်ပါပြီးလို့ရှိရင်အပေါ်ဆုံးမှာရှိတဲ့ app ဒီမှာ sorry ဒီမှာတဝေတို့ဆိုလို့ရှိရင်လည်းတဝေတို့ကိုရေးလိုက်ပါเนาะတဝေတို့အဲ့တော့ဒီအလဲကောင်ကအတန်းလေးကိုအရင်ဆုံးကြည့်ရပါအလဲကောင်ကအတန်းလေးကိုအရင်ဆုံးလေ့ကျင့်ပေးရနော်အဲ့တော့ဒီမှာလုံးကျစ်တင်ဒီမှာအပေါ်ကအဝါဆိုလို့ရှိရင်အောက်ကလည်းအဝါစီလေးကိုနှိပ်ပေးလိုက်ပါနော်ဝေဆန်နှလုံးပေါင်းနှချောင်းငယ်တချောင်းငယ်ရရရပေါ်အောက်ကမြင့် โอเคဒါဆိုလို့ရှိရင်ဒီကိုကဒီအလေတိုင်းလေးကိုပဲလေ့ကျင့်ပါဒီအလေတိုင်းလေးကိုကလေ့ကျင့်တာကျွမ်းသွားရည်ဆိုလို့ရှိရင်တမားလို့ရှိရင်ဒီမှာမကျင့်စွာလေးပြပါရနော်โอเคအဲဒီအလေတိုင်းလေးကိုကရသွားရည်လေ့ကျင့်ပြီးတော့ကျွမ်းသွားရည်ဆိုလို့ရှိရင်ဒီမှာ net lesson ဆိုတာလေးကိုနှိပ်ပြလဲနော် net ဆိုတာလေးကိုနှိပ်လိုက်โอเคဒါဆိုလို့ရှိရင်အပေါ်အတန်းလေးကိုလေ့ကျင့်ရမှာเนาะအပေါ်အတန်းလေးလေးကိုလေ့ကျင့်လိုက်ပါစတနာမအပေါ့เนาะစလုံးရဲ့တငကပ โอเคအဒီကောကအလေတိုင်းလေးလက်ရသွားပြီအပေါ်တိုင်းလေးလက်ရရသွားပြီဆိုလို့ရှိရင်နှိပ်စွာလေးကိုနှိပ်လိုက်နော်โอเคဒါဆိုလို့ရှိရင်အောက်ဆုံးတန်းလေးကိုဒီကျင့်ပါကနော်ပါနော်အောက်ဆုံးတန်းလေးမှာထခလာโอเคဒီမှာဆိုလို့ရှိရင်လေ့ကျင့်လို့ရမယ်လို့ထင်ပါရဲ့နော်โอเคဒါဆိုလို့ရှိရင်မြန်မာစာလက်ွက်လေးကိုလည်းလေ့ကျင့်ကြည့်ပါနော်ကိုက၈၀၀စာလေး လေ့ကျင့်ကြတယ်ဆိုလို့ရှိရင်အပေါ်မှာရှိတယ်ဒီ previous ဆိုတာလေးကိုနှိပ်ပေးလိုက်နော် previous ကိုနှိပ်ပေးလိုက်စာလုံးတို့အတနာတို့ရေးလို့ရတယ်နော်โอเคဒီသုံးခုလုံးကျွမ်းသွားရေဆိုလို့ရှိရင် name ကိုသွားပါ name 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 โอเคဒီမှာသုံးခုလုံးအရေးဆုံးကျွမ်းသွားအောင်လေ့ကျင့်နော်သုံးခုတစ်လုံးကို keyboard ကိုပြန်ကြည့်နေစရာမလိုအောင်လေ့ကျင့်ပါလေ့ကျင့်ပြီးသွားရေဆိုလို့ရှိရင်အပေါ်ဆုံးမှာရှိတဲ့စာလေးကိုလေ့ကျင့်လို့ရပါပြီနော် โอเคဒါဆိုလို့ရှိရင် English အဲ sorry မြန်မာစာလက်ကွက်လေးလေးရမယ်လို့ထင်ပါရယ်နော်โอเคပြီးသွားလို့ရှိရင်ဒါလေးရသွားပြီဆိုလို့ရှိရင် name ဆိုတာလေးကိုနှိမ့်โอเคဒီမှာ lesson နေနေ့ကိုနေ့ပြီနေ့ကိုနေ့ပြီတော့ lesson နေကျွမ်းကျင်အောင်လေ့ကျင့်လို့ရပါတယ်โอเคဒါဆိုလို့ရှိရင်မြန်မာစာလက်ကွက်လေးကိုလည်းလေ့ကျင့်လို့ရမယ်လို့ထင်ပါရယ်နော်โอเคပြီးသွားပြီဆိုလို့ရှိရင် exercise လေးနဲ့ထွက်ပေးလိုက်ပါနော်โอเคဒါဆိုလို့ရှိရင်အင်္ဂလိပ်စာလေးရောမြန်မာစာလက်ကွက်လေးရောလေ့ကျင့် နော်လက်ကွက်မရသေးဘူးနှိမ့်နေတဲ့လူတွေလည်းဒီ software လေးကိုအသုံးပြုပြီးတော့လေ့ကျင့်လို့ရပါတယ်ကိုကမြန်မာစာမရတတ်ဘူးဆိုလို့ရှိရင်လည်းမြန်မာစာလက်ကွက်လေးကိုလည်းလေ့ကျင့်လို့ရပါတယ်နော် Okay ကျွန်တော်အခုဆိုလို့ရှိရင်ဘာလို့ကျွန်တော်မဆိုလို့ရှိရင် computer online basic class လေးဖွင့်ထားပါတယ် online basic class လေးကိုစိတ်ဝင်စားလို့ရှိရင်လည်း online basic class လေးကိုတက်လို့ရပါတယ်ခင်ဗျ computer online class လေးမှာဆိုလို့ရှိရင်တော့အချိန်ကနေပြီးတော့ ဒီဒီချာချာလေးနဲ့ကျွန်တော်ဗီဒီယို lesson လေးနဲ့သင်ပေးထားပါတယ်။ Microsoft Word ဆိုလို့ရှိရင်လည်း Microsoft Word မှာအပြည့်စုံအကုန်လုံးကိုထည့်ပေးထားပါတယ်เนาะ Microsoft Word မှာဆိုလို့ရှိရင်ဒီ Microsoft ကနောက်ထပ် Microsoft Word Advanced ဆိုပြီးတော့တက်เสียရမလို့အောင် ဒီ2တွေပြီးသွားလို့ရှိရင်အဲတွင်းထဲမှာစတင်ပိုင်းတွေကိုတခြားလေးအတုံးပြပုံတွေကိုတခြားလေးတင်ပေးထားပါတယ်ခင်ဗျာအဲဒီဆဲမှာအဲဒီဆဲမှာဆိုလို့ရှိရင်လည်းစင်းစရာပုံစံတွေအာစင်းစရာတွက်ချက်ပုံစံတွေကိုအကုန်လုံးကိုတင်ပေးထားပါတယ် PowerPoint ပြီးရင် OneNote တို့ Publisher တို့ပြီးရင်လည်းကျွန်တော်ထည့်ပေးထားပါတယ် software သွင်းနည်းလေးလည်း computer basic ထဲမှာပါပါတယ်တကယ်လို့စိတ်ဝင်စားတဲ့မိတ်ဆွေတွေရှိရဆိုလို့ရှိရင်လည်းတကယ်အပ်ပြီးတော့တက်ရလို့ရပါတယ်ခင်ဗျာအခု ငါးလပိုင်း31ရက်နေ့ထီကို promotion လေးရှိပါတယ် promotion လေးကတော့3000ကျပ်ပါပုံမှန်ဆိုလို့ရှိရင်ကျွန်တော်အပြင်မှာအပြင်မှာလည်းတန်တန်း club တွေဖွင့်ထားပါတယ် online club မှာဆိုလို့ရှိရင်ပုံမှန်ကတော့တန်တန်းကတော့5000ကျပ်ပါ5000ကျပ်ကို promotion အနေနဲ့3000ကျပ်အနေနဲ့ဒီ31ရက်နေ့မတိုင်ခင်ထီကိုတန်တန်းအပ်မယ်ဆိုလို့ရှိရင်3000ကျပ်နဲ့တန်တန်းတက်လို့ရပါတယ်ခင်ဗျာတန်တန်းတက်ပြီးသွားရင်တန်တန်းငွေသွင်းပြုံနဲ့ တင်ကန်းစာတွေကိုတန်းပြီးတော့လေ့လာလို့ရပါတယ်ခင်ဗျာโอเคဒါဆိုလို့ရှိရင်စိတ်ဝင်စားလို့ရှိရင်တက်လို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီ video တင်ကန်းစာလေးရမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအဆင်ပြေပါစေခင်ဗျာ